မင်္ဂလာပါရှင်။ငွေတောက် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ1ရက်နေ့အတွက်စိတ်ဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပအိုးပီအန်နေအဖွဲ့ဟာတမရစစ်ကြောင်းနေနဲ့ပူပေါင်းပြီးတော့နယ်မြေရှင်းလင်းမှုတွေလှုပ်ဆောင်ရဲ့ရှိရာအောင်မြင်မှုတွေရရှိနေပြီးလက်ရှိအချိန်မှာပအိုးကိုပိုင်အုတ်ချိုခွင်းရဒေတာအထူးဒေတာ6တွင်ရှိလက်လွတ်ထားရတဲ့နေရာအလုံးရဲ့65ရာခိုင်နှုန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ တမရစစ်ကြောင်းတွေနဲ့ပူးပေါင်းပြီးပအိုပီယန်နီအဖွဲ့တွေဟာကရားလနဲ့ကိုင်းအဖွဲ့ KNDF အပြင်ပအိုပီယန်နန်လီအဖွဲ့နဲ့တမရအပေါ်တစ္ဆာဖောက်ခဲ့တဲ့နေမျိုးစင်တို့အခြေပြုနေတဲ့စက္ကန်းတွေရွာတွေကိုတခုပြီးတခုသိမ်းပိုက်နိုင်ခဲ့ပါတယ်။တရုတ်တံပိုင်ထဲမှာတော့ပအိုပီယန်နီအဖွဲ့တာဝန်ရှိသူတအူဖြစ်တဲ့ခွန်ဆန်းအောင်နဲ့စက်တယ်မီမြန်ထောက်မှုကိုဖော်ပြပြီးတော့မှဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ ဝတောက် channel ကို subscribe နဲ့ like ရန် share လုပ်ပေးပါအောင်ရှင်။မင်္ဂလာပါအကိုရေပအိုးပြည်သူစစ်အဖွဲ့တွေနဲ့တပ်မတော်စစ်ကြောင်းတွေပူးပေါင်းပြီးတော့လေဒီနေမျိုးစဉ်ရဲ့စခန်းကိုချိန်မုံသိမ့်ပိုက်နိုင်ခဲ့တဲ့ရုပ်သံဖိုင်တွေကိုဒီရပိုင်းပြန်ပြီးတော့လူမှုကွန်ရက်တွေမှာတွေ့နေရတယ်အကိုကြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေအကိုပြောပြပေးလို့ရသလောက်ပြောပြပေးပါအောင်ဗျကျွန်တော်ရက်စဲကအတိအကျတော့ကျွန်တော်မေ့နေတယ်အဲ့ဒါ ဟုတ်ကဲ့အဲအဲ့ဒီအဲ့ဒီနေရာဗျာအခုသူအဲ့ဒီနေမျိုးစင်နေခဲ့တဲ့နေရာပေါ့နော်နော်အခုကကျွန်တော်တို့ဒီအဲ့ဒီဗီဒီယိုဖိုင်အပြန်တင်ရတယ်ဆိုတော့ဟာကျွန်တော်အဓိကပေါ့ကျွန်တော်တို့ PNO ကနေပြီးတော့မှလူသူတွေရဲ့နေအိမ်ကြီးကိုမြှို့တယ်လို့ပါတော့ဟိုကျွန်တော်ရဲ့ရေပေါ့တယောက်ကသူ့ရဲ့ဘက်မှာမြှို့လေးထိုးပြတဲ့နေရာကအဲ့ဒီနေမျိုးစင်ရဲ့တခန်းဖြစ်ပါတယ်ဗျာဟာပြန်ပြီးတော့မှဟိုတို့အဲ တိတာထင်ရှားအောင်ပေါ့လေအဲကြောင့်အဲ့ဒီဗီဒီယိုတင်လိုက်တာပါဟုတ်လက်တော့မဟုတ်ဘူးဗျာတော်တော်လေးကြာခဲ့ပြီဗျာအခုဆိုလို့ရှိရင်လေဒီ PNP အနေနဲ့ PNP PNO အနေနဲ့လေဒီတက်မတော်နဲ့ပူပေါင်းပြီးတော့လေနယ်မြေရှင်းလင်းဆောင်ရွက်တဲ့အခြေအနေမှာလေခွေးတို့ဘလောက်ထိပြန်လဲတင်ပတ်ရရှိထားပြီလဲအခုလောလောဆယ်တော့ဒီအာရှစ်လပိုင်း ဟောရှီလာပိုင်းကနေစပြီးတော့မှသုတ်ပြစ်တွေပြန်လုံ2025ကရှီလာပိုင်းနေပြန်လုံတော့အခုပင်လောင်းသူတေတာ6ပင်လောင်းနဲ့ညီဒီနဲ့ပြီးရင်ကျွန်တော်ကြီးဆိုင်တော်တော်များများတော့အားလုံး95ရခိုင်နှုန်းလောက်ကတော့ပြန်လဲထိန်းချုပ်ထားနိုင်တဲ့နေသားဖြစ်ပါတယ်ဟုတ်တံပြန်တိုက်စစ်ကြောင့်ဒီ KNDS တို့ဒီအခြေအနေရောဘယ်လိုမျိုးရှိမလဲမသိဘူးကိုကြီးအဲ့ဒါလေးနဲ့ပတ်သက်ပြီးကိုကြီးပြောပြလို့ရသလောက်ပေါ့နော်ပြောပြပေးလို့ရသလောက်ပြောပြပေးပါလား ကျွန်တော်တမန်တိုက်တယ်ဆိုတာထက်ပေါ့လေအဓိကတော့ကျွန်တော်တို့ရဲ့အော်ဒီသူတွေတကြောင်နေညီလုံးဂျုံရင်ကိစ္စအတွက်နောက်ပြီးရင်ဒီဒီလူလူထုတွေကသူရဲ့ရရဒေတာကိုပြန်မနေနိုင်တာက3နှစ်4နှစ်လောက်ရှိတယ်သူဆိုရင်အရန်တာနေပေါ့အဲ့ဒီအခါကျတော့ကျွန်တော်ရဲ့ဒီလူလူတွေရဲ့ဌာနအရာရောကျွန်တော်ရဲ့သူတွေတကြောင်နေညီလုံးဂျုံရင်အရာရောဒါ ဒီတို့ဒီချမ်းကျင်တဲ့သခွင်လုံးဒီငွေချမ်းရေးအတွက်ပေါ့ဒါတိုင်းသားပေါင်းစုံဒီငွေချမ်းစာနေထိုင်နိုင်ဖို့အတွက်ဒါပြန်လည်ပြီးတော့မှဟိုဒီအကြမ်းမဲ့တောင်းကျမ်းသူတွေကိုချင်းထုတ်ရတဲ့အနေအထားပဲဖြစ်ပါလေဗျာဟုတ်အပီအန်လေးပီအန်လိုရဒီအခြေအနေလေးတွေရောကိုကြီးပြောပြပြလို့ရသလားပေါ့တို့ရဲ့တိုက်စစ်ကမျှအုပ်ကျိုးသွားပြီလားဘလို့အခြေအနေမျိုးရှိနေလဲပေါ့တို့ရဲ့အခြေအနေကတော့ကောင်းကောင်းတော့ကျွန်တော်တို့တော့မသိရအောင်မသိရအောင်ဆိုပေမဲ့ဒီ PLNA ရဲ့ရေဘော်တချို့တွေကလည်းဒီအာတော့ဘယ်ပြန်ပြီးအလင်းဝင်နေတာတွေလည်းအတော်များပါတယ်ပြီးခဲ့တဲ့ရက်ဘိုင်းလောကမှာပဲတောက်တော်ထုတ်ပြန်တာလည်းတွေ့ရပါတယ်အဲ့တော့သူတို့ရဲ့အခြေအနေကပြန်သုံးသပ်ကြည့်ရင်လက်ရှိအခြေအနေအရဆိုရင်တော့အင်အားနည်းသွားတဲ့အနေထားလည်းတွေ့ရတယ်လို့ပြည်သူလူထုတွေလည်းသူတို့ရဲ့လှုပ်ဆောင်ချက်ကိုမကြိုက်တာကိုလည်းတွေ့ရပါတယ်ဟာ ဒီကရားလက်နက်ကင်ဖွဲ့ပေါ့နော်ကရားလက်နက်ကင် KNDS ကအကိုတို့ဒီပို့အထူးဒေသ6မှာပြည်သူတွေကိုဖိနှိပ်နိုင်ကျင့်မှုနဲ့ပတ်သက်ပြီးတော့ဘိုးကြီးကြားသိရသလောက်ပြောပြပေးလို့ရသလောက်လေးပြောပြပေးပါလားသူတို့ကဒီအခုလက်ရှိပေါ့ online ပေါ်မှာလည်းတချို့သိပါတယ်သူတို့ရဲ့ KNDS သူ TV ချုပ်ဖြစ်တဲ့ကိုမာဝီပြောတဲ့ဟာကြီးပါတယ်ကျွန်တော်တို့ကသူတို့ရဲ့နေပြည်တော်ကိုရင်ကျူးကျော်တာတို့ဘာလို့ပြောနေတာတွေတွေ့ရပါတယ်အဲ့တော့ သူတို့ကကျွန်တော်တို့အရင်လောက်တာလားဆိုကျွန်တော်တို့ကဘာကြောင့်ဒီလိုတွေတိုက်ပွဲတွေဖြစ်နေရလဲဆိုတာဒါကတချို့ကျွန်တော်ပြောပြမယ်။ပြီးခဲ့တဲ့2021မေလ21ရက်နေ့ကဒီချီရီမြန်ရှင်မျိုးနယ်ဒုတိယချောင်းကမြန်ရှင်မျိုးနယ်အုံချီရီတာဝန်ခံတူဖြစ်တဲ့ဆရာလာကိုဆရာလာပေါ့အဲ့ဒီပုဂ္ဂိုလ်သူတို့ကအာသူမီတဏ္ဍနဲ့ပထမဦးဆုံးလာရောက်တက်ဖြတ်ခဲ့တာဖြစ်ပါတယ်အာတကြိတ် အဲ့ဒီကာလတုန်းကဆိုလို့ရှိရင်လေဒီကရပြည်နယ်ကစစ်ပိချောင်ပြည်သူလူထုတွေကိုကျွန်တော်စီဆိုင်မဲ့မှာစတင်ပြီးတော့မှစစ်ပိချောင်နော်ကရပြည်နယ်ကစစ်ပိချောင်တွေကိုလက်ခံနေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့သူတို့ကဟိုသူတို့ကိုကျွန်တော်တို့ကအရင်တိုက်တာလေလုံးဝမဟုတ်တလို့သူတို့ရဲ့လုံဆောင်ချက်ကြောင့်ကျွန်တော်တို့ရဲ့ဘိုးကဝညာရီတာပင်လောင်းရယ်ပြီးရင်စီဆိုင်ရယ်ဟိုပုံးအခြေပဲချမ်းအားလုံးပျက်စီးရွင်ခဲ့တာအွန်လိုင်းပေါ်မှာအများကြီးတွေ့ရပါတယ်ဒါ ဒါဒီအကြဖက်အားပေးတဲ့မိတရားတရားတော့မပေါ်ပြဘူးပေါ့နော်။ဒါပေမဲ့ကျော်တို့လက်ရှိလည်းပြန်လည်သူတော်ရေးကိစ္စမလုံနိုင်သေးတဲ့နေရာတွေလည်းအများကြီးရှိပါတယ်။အဲတော့ဒီကိစ္စတွေအလုံးဟာ KNDF ဖြစ်တဲ့ဒီ Green မျိုးသားကကွေတက်ကဝင်ရောက်မလာခဲ့ဘူးဆိုရင်တော့ဖြစ်လာကြအောင်မရှိဘူးပေါ့လေ။ဟုတ်။ဟုတ်ကဲ့ဟုတ်ကဲ့။ခုကိုကြီးတို့ဒီနေရာဆုံးခွာသူတွေနဲ့ပတ်သက်ပြီးအခြေအနေရောကိုကြီးတို့ပြန်ဖို့ပြီးနိုင်မှုပေါ့နော်။နေရာဆုံးခွာသူတွေကြတော့ ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ဒီသား6တဲမှာရှိတဲ့ပြည်သူလူထုကတော့အခုပင်လောင်းလက်တလို့ဆိုရင်ပင်လောင်းကဖြစ်တဲ့နမ်မင်းတို့ပြီးရင်ပေါမဲတင်းတို့အဲအဲ့ဒီမှာရှိတဲ့ပြည်သူလူထုတွေကတောက်လျှောက်တော့ဟိုကျွန်တော်တို့ရဲ့ဘိုးဘိုးမျိုးသားတပ်မတော်ပြည်ရင်ဒီနဲ့ပူးပေါင်းပြီးတော့မှနေမြရှင်းလေးကိတိရှုပ်ကမိုင်းနေထောင်ထားတဲ့ကိစ္စတွေရှင်းလေးပြီးရင်အခုအပြန်ပြောနေရကိုပြန်နေနေပါပြီ နောက်ပြီးရင်ဒီပင်ဆုံဖက်မှာနန်းတို့ကြအုစုပင်လောင်းမျိုးနဲ့တဲကအလေဟိုတုတ်တို့အပြီးရင်နောက်ဘူတို့အဲ့ဒီဖက်မှာရှိတဲ့ဈေးရည်ဆိုရင်တော့အခုဒီနှစ်ဆိုလို့ချင်းပြောမယ်ဆိုရင်တော့ပုံကထိန်တော်လုံနေပြီပေါ့နော်မလွှတ်ရတာနှစ်သုံးနှစ်ရှိနေပါပြီအဲနောက်တစ်ချက်ကဟိုအခုမင်းတဲ့ထဲမှာတခြားကြရပြည်နယ်ကစီပင်းချောင်းတွေဆိုရင်တော့လိုက်တဲ့တချို့ကတော့ဒီမှာအာမိပိုင်တွေဝယ်ပြီးနေတာရည်ရှိသလိုဒီတချို့ကကြတော့ သူတို့ရဲ့နေရာကိုပြန်သွားရည်လည်းရှိပါတယ်အဲ့ဒီကြားပြည်နယ်ဘက်ကစစ်သေးချောင်းလေးပေါ်ကတော့ကျွန်တော်တို့ဘိုးမျိုးသားတောက်တော်ပြည်နယ်အနေနဲ့ဘာမှငင်ကြားထားတာတော့မရှိပါဘူးဗျဟုတ်ဖွန်သူရိန်တို့ဥဆောင်တဲ့ဒီ PN အဖွဲ့တွေကလုံးဝအစအနပျောက်ပြီးပျိုလဲပျက်စီးပြီလို့ပြောလို့ရနိုင်မလားကျွန်တော်ကတော့ထင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကအဖွဲ့ကြီးတစ်ခုမှာဒီလူလူထုတွေရဲ့ထောက်ခံအားပေးမှုမရှိဘူးဆိုရင်တော့အဲ့ဒီဖွဲ့ကြီးဟို အလိုလိုနေရင်လည်းလုံးပါပါသွားမှာပဲပေါ့နော်အခုကျွန်တော်အခုနောက်အခုပြောသလိုမျိုးပဲ PLNA ကအဲ့လိုဖြစ်နေတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်လည်းသတိထားမိတယ်ပြီးခဲ့တဲ့အာနှစ်တုန်းကဆိုတော့ချင်းတရင်ကျွတ်တို့အာဒီအာတကူလာတို့ဆိုလို့ရှိရင်ဥက္ကန္တူတို့ဥက္ကန္တူတွေအနေနဲ့ကဟိုအမှစကားပြောတာကြီးတွေ့ရတယ်ဒါပေမဲ့သူတို့ရဲ့လုံဆောင်ချက်တွေကိုပြည်သူလူထုတွေကမထောက်ခံတဲ့အပြင် အခုသူတို့ကြောင်ပြက်စီးသွားတဲ့နေရာမှာပြန်နေထူထောင်ရေးကိစ္စတွေလုပ်နေနေရာမှာလည်းတပြားတစ်ချက်မှဝင်းလူတာလည်းမရှိဘူးအဲ့တော့သူတို့တောင်ပြက်စီးသွားခဲ့တဲ့အရာတွေကြောင့်ပြသူလူစုတွေမကြိုက်တော့တဲ့ခါကျတော့သူ့ရဲ့ခေါင်းဆောင်ပိုင်းနေရာလည်းတချို့ကထိုင်းနိုင်ငံပြေးတဲ့လူကပြေးတယ်တချို့ကဘုံဘူးအစင်းရှိတဲ့သူတွေကလည်းပြန်ပြီးတော့အလင်းပြန်ဝင်နေရတွေရှိတဲ့အတွက်ကြောင့်မလို့သူတို့အဖွဲ့ကတော့လုံးဝပါသွားပြီလို့ကျွန်တော်တို့မှတ်ချက်ပြုလို့ရတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ ကိုကြီးအဲ့ဒါဆိုရင်လေညီလေးတခုသိကျင်တာပေါ့နော်ဒီကရားတက်နဲ့ကန်ကရားအကျန့်ဖက်ပေါ့နော် KNDS ကရောအခုအကိုတို့ပူကိုကိုအထူးဒေသ6နယ်မြေတွေထဲမှာသူ့ဖွဲ့လှူရှားတာမျိုးတွေရောရှိသေးလားအခုတော့မရှိဘူးရအခုတော့မရှိဘူးရှိဘူးဆိုတာကျွန်တော်တို့လည်းနယ်မြေနယ်ဆက်ကျွန်တော်တို့ဒေသ6 area နယ်ဆက်တကြောမှာလဲလို့ဆိုရေးအဲတင်းတင်းကြပ်ဆောင်ရွက်နေတဲ့အတွက်ကြောင့်မလို့လောဆယ်တော့ကျွန်တော်တို့နဲ့အဲ area ထဲမှာတော့လှူရှားနေတာတော့မရှိဘူးပေါ့ နော်ဒီ KNDS ကအကိုတို့ပအုပ်ပအုပ်အထူးဒေသ6နယ်မြေတဲကိုကျူးကျော်လာတဲ့အချိန်မှာအကိုတို့ရဲ့ပအုပ်လူမျိုးတွေဘယ်လိုမျိုးဖိနှိပ်နိုင်ကျင့်တယ်လဲကျွန်တော်တို့အခုမြင်နေတဲ့အတိုင်းပါပဲကျွန်တော်မတ်လာ7ရက်နေ့တုန်းကဒီအမတ်လာ7ရက်နေ့2023ပေါ့လေအဲဒီတုန်းကဆိုရင်ကျွန်တော်တို့ဘုံဘဝိုင်းညဒေသပင်လောင်းမြို့နယ်လုံးပင်ကြအုပ်စုမှာရှိတဲ့နတ်မင်းကျောင်းထိုင်ဆရာတော်ပါဝင်ဒီကျောင်းတကာတွေအယောက်30ကျောင်းတော့သူတို့ တက်ဖြတ်ခဲ့တယ်။အဲဒီတက်ဖြတ်ခဲ့ပထမတာကျွန်တော်တို့ကြီးကြီးမားမားဆိုင်တက်ဖြတ်ခဲ့တဲ့ဟာပေါ့လေ။အဲအဲ့ဒါအဲ့ဒီအပြင်သူတို့ဝင်လာတဲ့နေရာတိုင်းကမင်းချိုဖြက်စီးမှုများစွာဆောင်ရွက်ခဲ့ပါတယ်။ဒါတော့ဒီကန်ဒီရဲ့ဒီရဲ့လှုပ်ဆောင်ချက်တွေပေါ့လေ။မျိုးစင်ရဲ့အခြေအနေလေးကရော ကိုကြီးတို့ဘလို့ရှိလဲမသိဘူးကိုတို့အကိုတို့ရဲ့ပအုပ်ဒေတာတွေကလူကဝင်ကျူးကြတာလားဘလို့မျိုးလဲအခု သူကတော့ပြောမယ်ဆိုရင်အာပြီးခဲ့တဲ့ဒီ2024အာနှစ်ဝက်လောက်ကဆိုရင်ဒီညောင်ရွှေမြို့နယ်ဖဲကနေပြီးတော့မှပြောစရင်ဒီဟန်တာတို့ပြီးရင်ဆန်ကားတို့အဲ့ဒီဘက်မှာသူကအခြေချတယ်အခြေချပြီးတော့မှမလုပ်လဲဆိုရင်ကျွန်တော်တို့ရဲ့ပိုးဒေတာလုံးစုံပြက်စီးအောင်မြတ်မဲစိန်လေးချမ်းတော်ကစီမီနေတောက်လောင်အမျိုးမျိုးတူပဲ အာပြောဆိုနေတာတွေ့ရပါတယ်တွေ့ရပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ piano ကိုလည်းသူအမျိုးမျိုးသူပြောဆိုနေတာတွေလည်းတွေ့ရပါတယ်အဲ့တော့သူ့ရဲ့လုံဆောင်ချက်ကိုတော့ကျွန်တော်တို့ကတော့ဒီလိုမျိုးမရတော့ကျွန်တော်တို့အနေရတော့လက်မခံဘူးလက်မခံတဲ့အခါကျတော့သူ့ရဲ့လုံဆောင်ချက်မှတ်နေရတော့ကျွန်တော်တို့ကတတ်နိုင်ပြီးတော့တွန်းလှန်ပြီးသူ့ရဲ့စခန်းကိုတိန်းနိုင်တဲ့အဖြစ်ဒါဆောင်ရွက်ခဲ့တယ်အဲ့ဒီနောက်ပိုင်းကတော့ကျွန်တော်တို့ဘိုးဒီသားတက်မှာအာကိုနေမျိုးစင်နေတော့မတွေ့ရတော့ဘူးလေ အဲ့ဒါဆိုရင်ကိုကြီးပြောချင်တာဒီပအုပ်အထူးဒေသချောက်နည်းနည်းပိုင်တဲ့ထဲမှာနေမျိုးစင်ရဲ့စုဖွဲ့လှုပ်ရှားမှုမရှိတော့ဘူးပေါ့ဟုတ်တယ်ဟုတ်တယ်ဗျာကိုအဲ့ဒါဆိုရင်ခုနေမျိုးစင်ကဒီထွက်ပြေးသွားဆိုတော့ပြည်ပဘက်ကရောထွက်ပြေးတာမျိုးရောကြားမိသေးလားအဲ့တော့မကြားမိဘူးဗျာသူဘယ်တွေတောက်သွားလဲတော့မကြားမိဘူးเนาะဟုတ်ကဲ့ဟုတ်ကဲ့ကိုကြီးခုဆိုလို့ရှိရင်လေအကိုတို့ဒီတက်မတော်စစ်ကြောင်းနေနဲ့ပူပေါင်းပြီးအကိုတို့ဒီ PN နေအနေနဲ့ပေါ့เนาะပူပေါင်းပြီးနေမျိုးရှင်းနေနဲ့ နာမည်ရှင်းလင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးအကိုကြီးဘာများဖြစ်ဆက်ပြောခြင်းအောင်မလဲဒီလိုဘာတွေများလဲသိပေးကြည့်ဒီပူပေါင်းနေရှင်းလင်းကိစ္စဆောင်ရွက်တဲ့နေရာမှာတော့အကုန်လုံးကနိုင်ငံတော်အတွက်ဆောင်ရွက်နေတဲ့အတွက်ကြောင့်မလို့ဒါကတော့ကောင်းမှုပါတယ်နောက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့မှလည်းကျွန်တော်နိုင်ငံတော်ကြီးဒီငင်အေးချမ်းမှုအတွက်ပဲကျွန်တော်တော့ဥတည်ပါတယ်နောက်တစ်ခုဒီရေကောက်ပွဲမကြိုင်ခင်ကျင်းပတော့မှဆိုတော့ရေကောက်ပွဲကျင်းပပြီးသွားတဲ့အချိန်ကျရင်လည်းပုံမကောင်းမှန်တဲ့အစိုးရတရားဖြစ်လာဖို့ဒါကတော့ကျွန်တော်တို့မျှော်လင့်တယ်ပေါ့လေ အဲ့တော့နောက်တစ်ခုကတိုင်းသားလည်းနဲ့တိုင်းနေအားလုံးအကိုစီပန်းနိုင်နေရှိတယ်ကိုစီကိုရဲ့နေမြေအိန္ဒိယတွေရှိကြတယ်ကိုရဲ့ပြည်သူလူထုတွေရှိတယ်ဒီအစုအဖွဲ့ကြီးရှိတဲ့လူတွေအားလုံးကဒီတော်သူစိတ်ဓာတ်ကိုမွေးဖွားပြီးတော့မှတိုင်းပြည်အကျိုးဟောလေပြီးရင်ကိုရဲ့မျိုးသားရေးအကျိုးတွေကိုအများကြီးအများကြီးဆောင်ရွက်ဖို့ကျွန်တော်တို့ပြင်ဆင်နေတာလေဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ ကိုကြီးညီလေးနောက်ဆုံးမေးခွန်းလေးပေါ့ကိုကြီးရဲ့ကိုကြီးတို့ဒီပအုပ်အထူးဒေသ6နေမီပိုင်းနဲ့အတွင်းမှာပေါ့နော်ဒီပွန်တူရင်တို့ရဲ့လှုပ်ရှားမှု KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတန်းဖက်အဖွဲ့တွေရဲ့လှုပ်ရှားမှုဟာမရှိသလောက်ဖြစ်သွားပြီလားအခုကတော့မရှိသလောက်ဖြစ်သွားပြီလို့ပြောလို့ရတယ်ပေါ့ကျွန်တော်တို့ area ထဲပါပေါ့လေအခုကတော့ကျွန်တော်တို့နေနေလုံးဂျုံရင်ကိစ္စနေဆက် area တွေကိုတော့ ့လောခဲ့တာလုပ်ငန်းကိစ္စတွေလည်းတော့ဆက်နေနေတာပေါ့သူတို့လှုပ်ရှားမှုတော့မရှိသလောက်ပဲဟုတ်ပြိတဲ့ကြီးပိုးပြည်သူစစ်အဖွဲ့ကတမ်းတော်ပေါ်တစ္ဆာဖောက်ခဲ့တဲ့နေမျိုးစင်ရဲ့စကံကိုခြေမုံသိမ့်ပိုင်းနိုင်မှုရုပ်တံဖိုင်ကိုလည်းထပ်မံဖော်ပြလိုက်ပါတယ်ရှင်ဒါကတော့နေမျိုးစင်နေခဲ့တဲ့နေရာကျွန်တော်ပြသတာဖြစ်ပါတယ်ပြည်တခြားနေရာတွေအကုန်လုံးကျွန်တော်နဲ့အတူလိုက်ကြည့်ပြပါမယ်ခင်ဗျဟူး